်ဟုတ်ကျော်ဟမ်ကျောက်ပါစဉ်းစားနေပါဘာလို့လဲဆိုတော့ဟုတ်ဟုတ်ကြီးနေတယ်တော့လက်လန့်သွားတစ်ချက်ပေါ့ကျွန်တော်တကယ်ကအဲ့လိုတိတ်တော့မကြိုက်ဘူးကျွန်တော်တော့ကြောက်တယ်ကြောက်ရလို့မကြိုက်တာဒီရွယ်ရီရောက်လာတာမှာလူကြီးတွေရှောက်ချောက်လို့ဆိုတာကြောက်တယ်တကယ်တကယ်လိုက်ရှာတဲ့ခါမှာအဲ့ဒါတွေကတကယ်မရှိတာမရှိဘူးဗျာကိုယ်စိတ်ကကိုယ်ပြန်ချောင်းနေတာကြောင့်လို့ကျွန်တော်မြင်တယ်ဗျာဟုတ်ရှိတော့ရှိမယ်ဗျာဒါပေမဲ့အပြင်ကလူတွေပြောသလောက်ကြီးတော့မဟုတ်တော့ဘူးဗျာအဓိကတော့ကိုယ်စိတ်ကကိုယ်ပြန်ချောက်တာများပါ အခုနောက်ပိုင်းတော့တိတ်မကြောက်တော့ဘူးပြအရင်ကတော့တော်တော်ကြောက်တယ်အခုနောက်ပိုင်းတကယ်မကြောက်တော့ဟိုရဲလူကကြတော့ဆော့ရက်တော်တဲ့ကလေးပေါ့နော်တကယ်လဲစူးစမ်းတဲ့ကလေးနောက်မင်းမမင်းဆိုလို့ရှိရင်လဲတကယ်အေးစင်းစင်းတဲ့ item ကို detail လုပ်တဲ့ကလေးတွေပေါ့အေးနှစ်ယောက်လုံးဒီကားမှာပါနေတာပေါ့နော်ပါနေတော့ကိုယ်ညီလေးတွေလည်းဖြစ်တယ် နောက်ကိုမိသားစုလို့ဖြစ်တဲ့ကလေးလည်းဖြစ်တဲ့အခါကျတော့အဓိကတော့သူတို့သူတို့ support ပေးနေတာရယ်နောက်ကိုဒီအတွက်လည်းအားဖြစ်စေနေတဲ့ဆန္ဒတွေကျွန်တော်လာကြည့်ကြရပါမယ်အဓိကတော့ကိုကိုဒီပေါ့ကိုကိုကိုဒီရဲ့ဒုတိယမြောက်ကဖြစ်တဲ့အခါကျတော့ဟိုလာပြီးတော့အားပေးဖြစ်တာပေါ့ဒီပြည့်သက်အတွက်နောက်ထပ်ရသတခုဖြစ်မဲ့ဇက်လေးပါပဲဟုတ်ညမင်္ဂလာပြီးတော့နောက်ထပ်မတူတဲ့ပုံစံတစ်မျိုးကိုခံစားပါပါကျွန်တော်ကကြီးနေတယ်တော့လက်လက်အောင်တော့တစ်ချက်ပေါ့ပြီးပါဟိုက င်းမှာထိုင်ကြည့်တဲ့သူကလက်အောင်ကိုယ်ကဘေးကရောရောင်လက်အောင်လာနည်းနည်းအဲ့မှာအဲ့ကြောင်၆တဲ့နေရာလေးမှာမိုက်တယ်အားလေးရက်သားတစ်ခုတော့ရမှာပါဟိုပါတော့ဒီထဲမှာတော့တချို့ဟာတွေရုပ်ရှင်ဆိုတော့ရုပ်ရှင်သဘောတရားအညီပဲရိုက်သွားတာအပြင်လက်တွေ့နေတော့နည်းနည်းတော့ကွာတာပေါ့အဲ့ဒါလေးတော့မြင်ရအောင်ကံဒီငါးပါးသီလရောကံငါးပါးရောအဲ့ဒီဥစ္စာတွေတော်တော်များများပေါ့နော်ငါးပါးသီလတော့တော့အခြေခံအဖြစ်တော်တော်များများသိသင့်တဲ့ဟိုသိသင့်တယ်ပေါ့ဘုရားဘာသာတွေမှာရှိတဲ့အခြေခံကိုယ်ပဲယုံကြည်မှုဖြစ်တဲ့ ဒီ၅ဘာသီလာလောက်ကိုတော့ဟိုလူငယ်တွေနင်းနေသိထားတဲ့နေဆိုတဲ့သဘောတရားလေးနောက်ဘာသာရေးသည်ကိုနဲ့ဟိုမီယုပလာမဟုတ်ဖမ်းတဲ့တကယ်ကို စိတ်ထရနဲ့တဝင်ယုံကြည်တဲ့လူတွေနဲ့တွေ့တဲ့အခါမှာအေးချမ်းမှုဖြစ်တယ်ဒီမကောင်းတဲ့ဒီဘယ်လိုပြောရမလဲခုနပြောတဲ့တရက်တစေစရတဲ့ဒီဟိုနဲ့ပရလောကလို့ပြောမှာပေါ့နော်အဲ့ဒီကိစ္စတွေဒီဘာသာတရားရှိရမိသားဆိုဝင်းဝိုင်းနဲ့ထိတွေ့တဲ့အခါမှာကုလောင်မှုတွေကိုကြုံရတယ်ဆိုတော့ သူအဲ့ဒီသဘောတရားလေးကိုဒီကားကိုကြည့်ခြင်းအဖြစ်ဘာသာရေးနဲ့ပတ်သက်တော့နှိမ့်ရတော့ကိစ္စရက်တွေလည်းမိမောင်းထုတ်ပြရတယ်ပါပါတယ်ဟုတ်သူကရေလွင်ကကြတော့စောရွက်တော်တဲ့ကလေးပေါ့နော်တကယ်လဲစူးစမ်းတဲ့ကလေးနောက်မင်းမုံမြဲဆိုလို့ရှိရင်လည်းတကယ်အေးရှင်းတဲ့ item ကို detail လုပ်တဲ့ကလေးတွေပေါ့အဲ့ဒီနှစ်ယောက်လုံးဒီကားမှာပါနေတာပေါ့နော်ပါနေတော့ကိုယ်ညီလေးတွေလည်းဖြစ်တယ် နောက်ကိုမိသားစုလို့ဖြစ်တဲ့ကလေးလည်းဖြစ်တဲ့အခါကျတော့အဓိကတော့သူတို့သူတို့ support ပေးနေတာရယ်နောက်ကိုဒီအတွက်လည်းအားဖြစ်စေနေတဲ့စန္ဒာတွေကျွန်တော်လာကြည့်ကြတာပါတကယ်လည်းဟိုညှလင်းထားသလိုဖြစ်ပါတယ်ဗျဟုတ်လာကြည့်ရပြည့်သက်တွေအတွက်လည်းကြည့်ပြီးဟိုတခုခုစန္ဒာစရာလေးတွေဖြစ်သွားပြီးတော့အိမ်ရောက်လို့ရှိရင်ပြန်တွေးစရာလေးတွေ channel မှာကားလည်းပြောပြရလို့ဗျဟုတ်ကျွန်တော်နာမကျင်ကြပါစန္ဒာနဲ့ပါကြတာဟုတ်ဘာမှမပြောရလို့မပြောတော့ပါဘူးအတူတူပါပဲဟုတ်လား ရာကြည့်ရကြိုက်ကျွန်တော်သူရကအဲ့လိုတိတ်တော့မကြိုက်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်ကြောက်တယ်ကြောက်ရလို့မကြိုက်တာတကယ်တမ်းကျတော့အဲ့ဒါတွေကတကယ်တမ်းတခြားခြားတဲ့ခါကျတော့လေအခုဒီရွယ်ရီရောက်လာတဲ့ခါမှာလူကြီးတွေရှောက်ရှောက်လို့ဆိုတာကျတော့တကယ်တကယ်လိုက်ရှာတဲ့ခါမှာအဲ့ဒါတွေကတကယ်မရှိတာမရှိဘူးဗျာကိုယ်စိတ်ကကိုယ်ပြန်ချောင်းနေတာကြောင့်လို့ကျွန်တော်မြင်တယ်ဗျာဟုတ်ရှိတော့ရှိမယ်ဗျာဒါပေမဲ့အပြင်ကလူတွေပြောသလောက်ကြီးတော့မဟုတ်တော့ဘူးဗျာ အဓိကတော့ကိုယ်စိတ်ကကိုယ်ပြန်ခြောက်တာများပါအခုနောက်ပိုင်းတော့တိတ်မကြောက်တော့ဘူးပြအရင်ကတော့တော်တော်ကြောက်တယ်အခုနောက်ပိုင်းတကယ်မကြောက်တော့ကျွန်တော်တို့နေဒီမှာငွေတွေကတည်ရမလူကြီးတွေကမိုးချင်းပြီဆိုတော့အဒေဝောကြီးတို့အဲ့လိုမျိုးရှောက်ရှောက်တယ်အဲ့ဒီအရာတွေကကျွန်တော်တို့ခေါင်းထဲမှာရိုက်ထည့်ရတာအဲ့ကြောင့်ကျွန်တော်တို့ကကြောက်နေကြတာအခုကလေးတွေကအဲ့မကြောက်ကြတော့ပါဘူးခေးကားရေလို့တော့ဟိုအခုတို့တည်ရမှာကျတော့အဲ့လိုမျိုးအဲ့ဘက်ကိုတိတ်ပြီးတော့မကြည့်ဖြစ်ဘူးပေါ့နော်ဒီကားကြီးလေဒီကြမ်းပြောရရင်တရဲဆိုတာကတော့ ဟိုကောင်းသောစိတ်နဲ့မကောင်းသောစိတ်ပေါ့နော်လောဘစိတ်နဲ့ဟိုဒီမေတ္တာစိတ်ပေါ့အတ္တကြီးတဲ့သူရဲ့ခံစားရတဲ့သဘောတရားတွေထဲမှာပါတာပဲပေါ့ဆိုတော့တရေကားရမဟုတ်ပါဘူးကြည့်ရင်လောကမြင်တယ်လည်းမြင်လို့ရတဲ့ point တော့ဒီအများကြီးပါပါတယ်ဟုတ်ကြည့်ပြီးရင်တခုခုတခုခုပေါ့ဟုတ်တယ်တော့စဉ်းစားကြရတယ်ကျန်ခဲ့မှာတရေကားဆိုတာတဲ့တခုခုတွေးကြရတော့ကျန်ခဲ့မှာကျန်ခဲ့မှာပါဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်